အလိုအားလုံးပဲမင်္ဂလာပါ။ Your Dog Channel မှာကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့ပြမနာမျိုးမျိုးပတ်စတမိုင်ကဇန်ဟိုမန်လေးမော်တော်ကားလည်း155မိုင်ကနေပြီးတော့အချိန်မှမိုင်ဝက်ခန့်နေရာမှာတရှိတယ်။တဘောဝါလာရီနဲ့လေကောင်းတဲ့တန်တွေကိုခန်းစားရစီမနေရာလေးတစ်ခုဖြစ်တဲ့ရှင်စင်းစေးကြီးအကြောင်းဖြစ်ပါလေ။ဒီစဉ်စေ2965 66ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးတော့ 1995 96ခုနှစ်မှာအပြီးပြန်ဆောင်းလုပ်ပြီးစီးခဲ့လို့သိရှိရပါတယ်။ဤစိတ်ရှိရဆိုရင်ပြင်ယခုဆိုရင်နှစ်ပေါင်း90ကျော်တန်းရောက်ခံရခဲ့ရတရှိနေစေရတခုလည်းဖြစ်ပါတယ်။ဤစိတ်ရှိရဆိုရင်ပြင် area studio မိုင်မော36 studio မိုင်ခန့်ခြေပြန်ပြီးတော့ကြီးလောင်တမန်အင်းလေးပြင်အမြင့်မှန်450ပြည့်ခန့်ရှိပါတယ်။ဤစိတ်ရှိရတမန်ကြီးရဆိုရင်ပြင်အလုံးမရှိလျက်လုံးလာပါတယ်။ ဘေးအားဖြင့်တွက်ကြည့်မယ်ဆိုရင်ရှစ်ထောင်တရာရှစ်ပေခန့်ရှိလျားတယ်လို့သိရှိရပါတယ်။ဒီစင်ကြီးရဲ့အဓိကရွယ်ချက်ကတဲ့ရေတူလောင်ရုံနဲ့မကပဲအနီးနားမှာရှိတဲ့လေယာတွေကိုရေပေးခြင်းဆက်ပြေးနိုင်တဲ့အတွက်တိစောက်ခရင်ဖြစ်ပါတယ်လို့စင်ကြီးရဲ့တပ်ဆောင်မှာဖော်ပြထားပါတယ်။ရည်စင်းဆယ်လို့ဘာလို့ခေါ်ရလဲဆိုရင်ရည်စင်းရအနီးနားမှာရှိတဲ့ရည်စင်းချောင်းကြီးကို ဆယ်ပူးခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ရည်စင်းဆယ်လို့ခေါ်ပဲဖြစ်ပါရဲ့တဲ့ကျွန်တော်တို့ဆယ်ပောင်ကိုပထမဆုံးရောက်ရှင်ပြည်တွေ့ရတာကတော့လုံအောင်မှရှိလျာပြီးခိုင်ခံ့လွန်လာတဲ့ဆယ်ပောင်ကြီးတည်ငြိမ်ပြီးကျေပြန့်လွန်လာတဲ့ရေမြေနေပင်ကြီးအလားအလုံးမှစိတ်ကြည်နူးစေပါတယ် စိမ့်လန်းနဲ့တစ်တော်တွေဒေါတောင်တွေကရေပြင်ကြီးကိုဝင်းရံတာပြီးတော့လေကောင်းလေထောင်ပြီးဆွမ်းနေတဲ့ကြောင့်မလို့စိတ်ကိုလန်းဆန်းစီပါတယ်ဒီဘက်ဝင်းကျင်ကတကယ်ကိုစိတ်ပန်းဖြီးဘူးအနားယူဖို့အတွက်အထူးတင့်လျော်ပါတယ် မျိုးပြရင်စဉ်းကြံမှုတွေကလည်းခဏတာဝေးကွာခြင်းတွေအတွက်စိတ်ငြိမ်ပြီးအေဂျင့်နဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ဒီနေရာမှာလမ်းလျှောက်လို့ရတယ်တပ်ပုံရလို့ရတယ်ဒါမှမဟုတ်ငင်းငင်းလေးထိုင်ပြီးတဘာဝလှတရားတွေခန်းစားလို့လည်းရပါတယ်ဘီရင်ဆိုင်ကြီးရဲ့နိဗ္ဗာန်ဝင်ခြင်းမှာရေရင်ဆိုင်ပြိုးရဲ့တက္ကသိုလ်တစ်တော်တက္ကသိုလ် ဝင်းမြူဆိုင်ရာစီတက်ကတူလိုမျိုးနမဲစီတက်ကတူကြီးနဲ့သူတည်နာဌာနတွေလည်းရှိပါတယ်အထူးသဖြင့်ညနေဆောင်လို့ဆိုလို့ရှိရင်တက်ကတူကျောင်းသားကျောင်းသူတွေဆယ်နီးတွဲမှာရှိကြတဲ့ရွာသူရွာသားတွေနဲ့တက်ကြီးရွယ်တွေကလည်းဒီဆယ်ကြီးပေါ်ကိုအပန်းပြစ်လိုက်အောင်နိုင်ရလို့ရှိကြပါတယ်ဒါပြင်ဆေးဘော်ကိုတက်တဲ့လေကားတဲ့အစစ်စင်ကနေပြီးတော့မြို့ဘက်ကိုလမ်းကြည့်လိုက်ရင်တကယ်ကိုတာယာလပါတဲ့မြို့ကိုရွှေစားပါလိမ့်မယ် အခုလိုညနေပဲနေဝင်ချိန်လေးတွေကိုဒီဆယ်ပေါ်ကနေကြည့်ရတဲ့ခံစားချက်ကတကယ်ကိုမှကြည်နူးဖို့ကောင်းပါတယ်။ဆယ်အောက်ရှိမှဆိုရင်ဆယ်ရီဘူးလေးကနေလွှတ်ရှားလိုက်တဲ့ရေထဲမှာဒေတာခံနေပြပြရှင်ရင်နဲ့ရေကစားနေရတာကိုတွေ့မြင်ရပါတယ်။ဒါကြောင့်ဒီနေရာလေးကဆိုရင်ပြစိတ်ပန်းဖြီးဖို့အနားယူဖို့အတွက်အထူးတင်တော်နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။ ီနေ့တော့ Eurotopolution တွေကနေပြီးတော့ရေစင်းစရဲ့သဘာဝအလှတွေနဲ့သူရဲ့ရေပါပုံတွေပြပြခဲ့တာဖြစ်ပါတယ်။ဒီမှာနိုင်ငံမှာအခုလိုမျိုးတာယာလှပတဲ့နေရာတွေများရှိပါသေးတယ်။ကျွန်တော်ရဲ့ Eurotopolo ကနေပြောလဲနောက်ထပ်စိတ်ဝင်စားတဲ့အကောင်းနေရာတွေကိုဆက်လက်ပြီးတင်ဆက်ပေးတော့ဖြစ်ပါတယ်။ဒီဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးကြတဲ့တအိုးတယောက်ရှင်ဒီလိုင်းအောင်နဲ့ကျေးဇူးတင်ပါတယ် ဒီဗီဒီယိုကိုကြိုက်နေတတ်တယ်ဆိုရင် like နဲ့ share လုပ်ထားပေးဖို့နဲ့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်။နောက်ထပ်ဗီဒီယိုလည်းပဲစီချင်တယ်လေကောင်းမွန်မှရေးခဲ့ပြီးလို့ရပါလေ။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။